မိုင်းပြည်သက်ကြီးကိုအခုပြောပြခြင်းတဲ့အကြောင်းကတော့ဒီမြန်မာနိုင်ငံပေါ့နော်ဘယ်လိုမျိုးဖြစ်လာခဲ့လဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်သန်း180မတိုင်ခင်ကကမ္ဘာမြေကြီးမှာမြေဒူကြီးကတစုတစည်းတဲ့ရှိရပေါ့နော်ဆိုတော့အောက်ကချော်ရီပူတွေကပူပြီးတော့အပေါ်တက်လိုက် အောက်ဆင်းလိုက်ကနေပြီးတော့မြေကြီးက အကွဲသွားတယ်။နောက်အရက်မျက်နှာအစုံကိုကွဲထွက်သွားပါတယ်။အဲ့ဒီကနေမှတောင်အမေရိကအဲ့ဒီကတဆင့်ဩစတြေးလျအပြင်အာရှစသဖြင့်ပေါ့နော်။အရက်မျက်နှာအစုံကိုမြေသားစုတွေကွဲပြီးတော့ကမ္ဘာတိုက်ကြီးဖြစ်လာတာပဲဖြစ်ပါတယ်။ဒီလိုနဲ့အခုအိန္ဒိယနိုင်ငံကနေပြီးတော့အေယာဝတီမြေအနောက်ပိုင်းအထိပါရတဲ့ပေါ့နော်။ရွေးလာတဲ့အပိုင်းစာကြီးတစ်ခုကနေပြီးတော့ ယူရိုအေရှားလို့ဆိုရဲဒီမူလမြေလွာယူဝင်တိုက်တဲ့အချိန်ကနေအဲတွန့်ခေါက်ပြီးဟိမဝန္တာတောင်နေရှမ်းကုန်းမြေမြင့်နေဒေသတွေပေါ်လာပါတယ်ဒီလိုမျိုးတွန်းရာနေပြီးတော့ဘာမားမိုက်ခရိုပလိတ်ဆိုရဲဒီအကွဲအပိုင်းစာလေးဖြစ်လာပြီးတော့တနင်္သာရီတိုင်းမှာကျွန်းနေအများကြီးဖြစ်ပေါ်လာပါတယ်ခက်လွယ်လွယ်ပြောရမယ်ဆိုလို့ရှိရင်တော့ဟိမဝန္တာတောင်ကြီးရဲ့မြောက်ဘက်ကမူလမြေလူဖြစ်ပြီးတော့တောင်ဘက်ကဝင်တိုက်တဲ့မြေလူပေါ့နော်အရာဝတီအနောက်ကဝင်တိုက်တဲ့အပိုင်းအရာဝတီရှေ့ကမူလမြေလူဖြစ်ပါတယ်ဆိုတော့မြန်မာအလဲကန ေပြီးတော့ပြတ်နေတဲ့သကိုင်းပြည့်ရွေကျော်ဆိုတာကအိန္ဒိယနဲ့ယူရိုအေရှားမြေနှလွာအဘေးတိုက်ချင်းပို့တိုက်တဲ့နေရာဖြစ်ပါတယ်ဆိုတော့မကွေသကိုင်းချင်းရခိုင်အဲ့ဒီဘက်ကနေပြီးတော့လာပို့တာကိုကချင်းရှမ်းကယားကရင်ဘက်ကနေပြီးတော့တောက်ခံရပါတယ်ဒီလိုမျိုးမြေလွာကြီး ကနေပြီးတော့ပေါ့နော်လာပြီးတော့နေတိုင်းပွင့်နေရပါပဲတစ်ခါတခါအားချင်းတူတဲ့အတွက်ကြောင့်မလို့တောက်ခံနေရောငြိမ်နေရလို့ထင်ရပါတယ်နှစ်တရာမှတစ်ခါလောက်ကတော့ဒီတောက်ထားတဲ့ဘက်နဲ့ပွတ်တဲ့ဘက်ကနေပြီးတော့အားရချောထွက်သွားတယ်ဆိုလို့ရှိရင်တော့ငလျင်လေးဖြစ်လာတယ်ပေါ့နော် ဆိုတော့အဲ့ဒီပွက်နေတဲ့ဒီအကျိုးဆက်တီးပေါ့နော်အအကျိုးဆက်တီးကြောင့်မို့လို့ရလက်တီးကြောင့်မို့လို့အကွဲကြောင်းနှစ်ခုကြောင့်မှပွက်တိုင်နေရာနေပြီးရောချော်ရည်တွေပွက်တာတွေကြောင့်လကောက်နောက်ပြီးသွားလို့ရှိရင်ပေါ့နော်ဒီကြောက်သားတွေကြောင့်လကောက်ရှမ်းကချင်းကယားကရင်နဲ့အရာဝတီတခြားမှာရှရှာပပအပဒမားနီလာကြောက်စင်းရွှေဂျေးနီနဲ့တတ်ထူမျိုးစုံနေရာလိုက်ထွက်ပေါ်လာပါတယ်အဲ့ဒါကြောင့်မို့လို့လေလူတွေကငလင်းတန်းခံရမယ်မယ်သိပြီမယ်အရင်ကဆိုလို့ရှိရင်ပေါ့နော်လောဘကြောင့်မို့လို့တယံဇာတာပေါ်တဲ့ နေရာတွေမှာ တောက်ရှောင်မြို့တွေတီရွာတွေတီနေထိုင်လာကြပါတယ်။အဲလူနှစ်ယောက်ပေါ့နော်ဥပမာအပြင်ပြောရမယ်ဆိုလို့ရှိရင်လူနှစ်ယောက်တယောက်နဲ့တယောက်ဘေးချင်းဖိရဲ့အခါမှာတွန်းတဲ့အခါမှာအာတန်တဲ့သူကတွန်းလိုက်တဲ့အတွက်ကြောင့်မလို့တစ်ဖက်ကနေပြီးရောရိုင်ထွက်ပြီးရောအာရိုင်ထွက်သွားတယ်လို့မျိုးပဲပေါ့နော်။ဒီအဲပြောရမယ်ဆိုလို့ရှိရင်လက်တလောကြုံတွေ့နေတဲ့စကိုင်းငယ်နေပေါ့လေ။ ဲ့လိုမျိုးဖြစ်လာတယ်။ဆိုတော့ဘကိုးငလင်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးဖြစ်တတ်ပါတယ်။ဆိုတော့ရိုင်သွားတဲ့ဘက်ကနေပြီးတော့နောက်တစ်ခါပြန်တောင့်ပြီးတော့အနောက်ကိုပြန်တွန်းနေဆိုလို့ရှိရင်လည်းငလင်ဖြစ်နိုင်တယ်ပေါ့နော်။ဆိုတော့နောက်ဆက်တွဲငလင်နေလည်းပြက်၍အပိုင်းကြီးနှစ်ပိုင်းကြာမှုလို့ပေါ့နော်။တစ်ခါတစ်ခါကြာလို့ရှိရင်တစ်ပိုင်းနဲ့တစ်ပိုင်းအနေထိုင်အောင်ပြန်ပြီးတော့နေရာရွေးတဲ့သဘောမျိုးတွေလည်းဖြစ်တတ်ပါတယ်။အဲတကယ်လို့သူတို့ငြိမ်သွားပြီဆိုလို့ရှိရင်လည်းအဲ တတရရပဲပေါ့နော်တစ်ဖက်ကရိုင်ထွက်သွားတဲ့အချိန်မှာနောက်ငလင်တစ်ခုထွက်လာမယ်ပေါ့နော်ဆိုတော့ဒါကတော့နှစ်40 50 60လောက်မှမှတစ်ခါဖြစ်တတ်တာမျိုးပေါ့နော်ခုနပြောတဲ့လိုမျိုးပဲဒီမြန်မာနိုင်ငံမှာဘာဖြစ်လို့မြန်မာနိုင်ငံဘယ်လိုမျိုးဖြစ်လာတာထဲဆိုင်ရင်ပေါ့နော်ဒီမြေစည်းလွားတွေမြေသားတွေပြောင်းလဲမှုကြောင့်နေလေဖြစ်ပေါ်လာတဲ့အရာတစ်ခုပေါ့နော်ဆိုတော့ကျမရဲ့ပြည်သက်ကိုဒါကျမပြောပြခဲ့တဲ့အကြောင်းအရာလေးကတော့ ဒီမြမမြေတို့ရဲ့ပြောင်းလဲဖြစ်စဉ်မှုပေါ့နော်အဲအဲ့ဒါလေးကိုပြောပြခဲ့တာပဲဖြစ်ပါတယ်ပြီးတော့ဒီနေ့က21ရက်နေ့ဆိုတော့နှစ်သက်စုတောင်းစကားလေးလည်းပြောပြခြင်းလေပေါ့နော်အားလုံးပဲနှစ်သက်နှစ်သက်မှာစိတ်ဤချမ်းသာခြင်း ကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အဆအဆအေးဟာအဆင်ပြေချောမွေ့ကြပါစီလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးကျေးဇူးများရည်တင်ပါတယ်မင်္ဂလာနှစ်သက်ပါ